ဆီယနာတိုင်းထားတဲ့မြန်မာနိုင်ငံအတွက်ကမ္ဘာဘဏ်ကငွေကြေးထောက်ပံ့မှုအသစ်တွေပိတ်ပင်သားမြစ်ဖို့ရည်ရွယ်တဲ့ No New Burma Fin S လို့ခေါ်တဲ့ဥပဒေမူကြမ်းကိုအမေရိကန်အောက်လွတ်တော်ကကန့်ကွက်သူမရှိအတည်ပြုလိုက်ပြီးဖြစ်ပါတယ်။ဒီဇင်ဘာလ3ရက်နေ့မှာအတည်ပြုလိုက်တာဖြစ်ပါတယ်။ HR442 လို့နဘက်စစ်ပေးထားတဲ့ဒီဥပဒေမူကြမ်းကိုမဲခွဲဆုံးဖြတ်ရမှာထောက်ခံမဲ385မဲနဲ့အများစုခထောက်ခံခဲ့တာဖြစ်ပါတယ်။ဒီဥပဒေအရစစ်ကွန်မရှင်အုပ်ချုပ်တဲ့မြန်မာနိုင်ငံကိုကမ္ဘာ့ဘဏ်နဲ့တခြားနိုင်ငံတကာငွေကြေးအဖွဲ့အစည်းတွေကနေငွေကြေးအသစ်တွေထောက်ပံ့တာလွှဲပြောင်းတာတွေကိုပိတ်ပင်ဆိုင်းငံ့ထားမှာဖြစ်ပါတယ်။ ဒီဥပဒေကိုပူတွဲတင်သွင်းခဲ့တဲ့လွတ်တော်အမတ် Miss Yan Khin ကစစ်သက်ဟာလူသားချင်းစာနာမှုဆိုင်ရာအကျက်သေးတွေကိုဖန်တီးခဲ့တာကြောင့်နိုင်ငံတကာရန်ပုံငွေတွေကိုတာဝန်ယူမှုရှိရှိနဲ့ထိတ်သိမ်းနိုင်မှာမဟုတ်ဘူးလို့ဝေဖန်ပြောဆိုခဲ့ပါတယ်။ ဒီဥပဒေဟာဆီယိုစုကဒီမိုကရေစီတန်ဖိုးတွေပြန်လည်ရရှိပြီဖြစ်ကြောင်းအမေရိကန်ဗန်နာရေးဌာနကအတိမတ်မပြုတ်မချင်းရန်ပုံငွေထောက်ပံ့မှုတွေကိုဆက်လက်ဆိုင်းငံ့ထားဖို့ပြတ်ထဲထားတာဖြစ်ပါတယ်နောက်တစ်ဆင့်အနေနဲ့ဒီဥပဒေမူကြမ်းဟာအမေရိကန်အထက်လွှတ်တော်မှဆွေးနွေးအတည်ပြုပြီးမှတမရစီကိုရောက်မှာဖြစ်ပါတယ်။အထက်လွှတ်တော်ကပါအတည်ပြုပြီးတမရကလက်မှတ်ရေးထိုးလိုက်ရင်ဒီဥပဒေဟာစပြီးအသက်ဝင်မှာဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေလွတ်လာတဲ့တည်နဲ့ဆက်ပါမယ်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဖက်စည်းထောက်ချားခံခဲ့ရတဲ့ဝါရီတည်င်းစာဆရာဦးစီတူအောင်မြင့်နဲ့ BBC Media Action ကအစီအစဉ်တင်ဆက်သူမထက်ထဲခိုင်တို့ဟာဒီဇင်ဘာလ3ရက်နေ့မှာအကျဉ်းထောက်ကနေပြန်လည်လွတ်မြောက်လာပါတယ်။ သူတို့နှစ်ယောက်အပါအဝင်တနိုင်ငံလောက်ကအကျဉ်းထောင်ဆက်တခုကနေနိုင်ငံရေးအကျဉ်းသား268ယောက်လွတ်လာတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကထုတ်ပြန်ပါတယ်။တည်င်းစာဆရာဦးစီသူအောင်မြင့်ဟာရန်ကုန်အင်းစိတ်ထောက်ကနေလွတ်လာတာဖြစ်ပြီးတော့မာထက်ထဲခိုင်ကတော့တာယာဝရီထောက်ကနေပြန်လွတ်လာတာဖြစ်ပါတယ်။ သူတို့နှစ်ယောက်စလုံးကို2023ခုနှစ်ဩဂတ်လမှာဖမ်းဆီးခဲ့ပြီးပုံမှ905ကကြီအပြင်ဦးစီသူအောင်မြင့်ကိုနိုင်ငံတော်ကြီးညိုပြည့်စုံမှုပုံမှ124ကကြီမှတ်တဲ့ခိုင်ကို မတရားအတင်ဥပဒေပုံမှ71စားတဲ့ထက်ဆောင်ပုံမှတွေနဲ့ထောက်တဲ့တွေချမှတ်ခဲ့တာဖြစ်ပါတယ် ဒါ့အပြင်2019ခုနှစ်တက္ကသိုလ်ဝင်တန်းတင်နိုင်ငံလုံးပထမဆုရခဲ့သူမောင်ကျော်လင်းတန်းအပါဝင်အဆိုတော်တန်တာဝင်တို့လည်းဒီရက်ပိုင်းတွင်အင်းစင်ထောင်နဲ့ဒိုက်ဦးထောင်တို့ကနေလူမြောက်လာသူတွေထဲမှာပါဝင်ပါတယ်။ စစ်တပ်ဟာလာမယ့်ရွေးကောက်ပွဲမှာမဲပေးနိုင်ဖို့ဆိုပြီးပုံမှန်905ကကြီးနဲ့ပြည်တဲ့ချမှတ်ခံရသူ924ယောက်ကိုလူငယ်ချမ်းသာခွင့်ပေးမယ်လို့နိုဝင်ဘာလ30ရက်နေ့ကကြေညာခဲ့ပြီးတဲ့နောက်အခုလိုလူမြောက်မှုတွေရှိလာတာဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုလူငယ်ချမ်းသာခွင့်ပေးရမှာပုံမှန်905ကကြီးတစ်ခုထဲနဲ့အကျဉ်းချခံနေရသူတွေသာအများဆုံးပါဝင်ပြီးတော့နိုင်ငံရေးအကျဉ်းသားထောင်ထဲချီဟာတန်တိုင်နောက်မှာကြံနေစေဖြစ်တယ်လို့ PPNM ကဆိုပါတယ်။ လီကြောတိုက်ခိုက်မှုတည်နေဆက်ပါမယ်စကိုင်းတိုင်းဝက်လက်မြို့နယ်အရှိချံကနတ်မော်ဥရွာကိုစစ်ကွန်မရှင်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်နှစ်အရွယ်ကလေးငယ်တယောက်အပါဝင်အရက်သား9ယောက်တိစုပ်ပြီးတော့9ယောက်ဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေကပြောပါတယ် ဒီဇင်ဘာလ3ရက်မနေ့ကည7:00နာရီကျော်မှာစစ်ကုမရှင်ရဲ့ Jet Fighter လေယာဉ်တစ်စီးဟာတံတားဦးလီတက်ကနေတက်လာပြီးတော့နတ်မော်ဦးရွာထဲကပြည်သူနေအိမ်တွေကိုဘုံးနှလုံးကျဲချခဲ့တာဖြစ်ပါတယ်။ဒီသခင်တွေရဲ့ပြောပြချက်အရဘုံးကျဲခံရမှုကြောင့်အိပ်ပျော်နေတဲ့ပြည်သူတွေရဲ့နေအိမ်၃လုံးမီးလောင်ပျက်စီးခဲ့ပြီးတော့တေဆုံးသူ9ယောက်ထဲမှာသမိသားစုထဲက3ယောက်ပါဝင်ပါတယ်။ တိတ်ဆုံးသူတွေဟာအသက်25နှစ်အရွယ်ကိုရှိုင်းကိုဇနီးဖြစ်သူ24နှစ်အရွယ်မဆုမြတ်လင်းနဲ့သူတို့ရဲ့နှစ်နှစ်အရွယ်တမီတို့ဖြစ်ပြီးတော့ကိုရှိုင်းကိုရဲ့ညီနဲ့အကိုလည်းပါတယ်လို့ဆိုပါတယ်ကူညီကယ်ဆယ်ရေးလုပ်နေသူတွေရဲ့အဆိုအရဒဏ်ရာသူ9ယောက်ထဲမှာလည်းကလေးငယ်တယောက်ပါဝင်နေပြီးမျက်လုံးကိုထိမှန်ထားတဲ့ကလေးငယ်နဲ့တခြားဒဏ်ရာသူတယောက်ရဲ့အခြေအနေဟာစိုးရိမ်ရတယ်လို့ဆိုပါတယ် ဒေသခံတွေကနတ်မော်ဦးရွာမှာတွန်လန်ရေးတပ်ဖွဲ့ဝင် PDF စုဖွဲ့တာတိုက်ပွဲဖြစ်ပွားတာမျိုးမရှိပဲစစ်တပ်ကရည်ရွယ်ချက်ရှိရှိဗိုလ်ကျဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ပြောပါတယ်ဝဲလဲမျိုးနယ်ထဲစစ်ကွမရှင်တပ်ဟာအရက်သားပြည်သူတွေကိုလူသားတိုင်းအဖြစ်ဖမ်းဆီးတပ်ဖြတ်တာတွေဖြင့်လေကြောင်းတိုက်ခိုက်မှုတွေကိုပါဆက်တိုက်လုပ်နေပြီးအရက်သားထိခိုက်မှုတွေဆက်တိုက်မြင့်တက်နေပါသေးတယ်။ ထိုင်းနိုင်ငံတောင်ပိုင်းဆုံခလခရိုင်ဟတ်ရိုင်မြို့နယ်အနီးတဝိုက်မှာစံချေတဲ့ရေကြီးနှိမ့်မြုံမှုတွေကြောင့်မြန်မာအလုတ္တမထောင်တဲ့ချီရေဘေးတင့်ခဲ့ရပါတယ်ဒီအချိန်နေမှာဗန်ကောက်ကမြန်မာအလို့သမားတန်အရာရှိယုံကနေရေဘေးကြောင့် CI စာအုပ်ပြည့်စည်သွားသူတွေအတွက်ထုတ်ပြန်ချက်တစ်ခုထွက်ပေါ်လာပါတယ် မြန်မာလုံတမာတန်အရာရှိရုံရဲ့ဒီဇင်ဘာလ3ရက်ထုတ်ပြန်ချက်အရာထိုင်းတောက်ပိုင်းကအလုံတမာတွေအနေနဲ့ရည်ကြီးမှုကြောင့် CI စာအုပ်ပျောက်ဆုံးတာပြက်စီးတာလို့ရှိရင်နိစက်ရ CI စခန်းတွေမှာပြန်ပြီးရှောက်ထားနိုင်တယ်လို့ဆိုပါတယ် CI ဆောင်ထုတ်ပေးတဲ့စကန်လေးခုကို စမွန်စခွန်စမွန်ဘရကန်ချင်းမိုင်နဲ့ဆူရတ်ဌာနီမျိုးတွေမှာဖွင့်ထားပြီးကရာဘီမျိုးမှာလည်းမိုဘိုင်းယူနစ်တစ်ခုတိုးချဲ့ဖွင့်လှစ်ထားတယ်လို့ဆိုပါတယ် ။ DCI စကန်တွေနဲ့ mobile စကန်ကိုဒီဇင်ဘာလ23ရက်နေ့အထိဖွင့်လှစ်ပေးမယ်လို့မြန်မာအလို့သမားတန်အရာရှိယောက်ကတတိပေးထားပါရယ်။ CI စောက်ထုတ်ပေးတာဟာထိုင်းမြန်မာနှစ်နိုင်ငံအတိမတ်ပြုထားတဲ့ဘယ်သူဘယ်ဝါဖြစ်ကြောင်းတည်တည်ခံလက်မှတ်ဖြစ်ပေမဲ့ DCI စောက်လောက်ခတ်ပေးရတဲ့အခွန်ငွေတွေဟာစစ်ကောမရှင်စီကိုစီစဉ်နေတာကြောင့်အလို့သမားအရေးလှောက်ရှားသူတွေကတော့ကန့်ကွက်နေကြဆဲဖြစ်ပါရယ်။ တဖက်မှာလည်းအခုလိုရေကြီးမှုကြောင့်ထိုင်းတောက်ပိုင်းခရိုင်၁၀ခုမှာလူပေါင်း၂သန်းကျော်ထိခိုက်ခဲ့ရပြီးတော့မြန်မာအလို့သမားတွေအတွက်အစားအသောက်နဲ့နေရာထိုက်ခင်းတွေအရေးပေါ်လိုအပ်နေပါတယ်။